အချင်းထောင်ကလွတ်မြောက်လာပြီးတဲ့နောက်ပထမဆုံးအနေနဲ့သင်ကန်းဝတ်ခဲ့တဲ့ခင်မွန်ဖြစ်သူကိုပီတီတွေနဲ့အတူဖူးမြော်ကြီးညိုခဲ့တဲ့တရုတ်ဆောင်နန္ဒာလိုင်းမင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်နန္ဒာလိုင်းကတော့ခင်မွန်ဖြစ်သူဦးစီတီဟာကိုကံအညံ့တွေပြေပြောက်ပြီးကံကောင်းမှုတွေသာရရှိလာစေဖို့အတွက်သာသနာပောင်ကိုသွတ်သွင်းခဲ့ကရဟန်းထာယကမှအဖြစ်ခံယူခဲ့တာပဲဖြစ်ပါတယ် တရုတ်ဆောင်နန္နာလိုင်းကမွန်ပြည်နယ်ဘီလင်းမြို့နယ်ထဲမှာရှိတဲ့ကြိုက်ထီးဆောင်စီဒီမှာရေသက်ပယ်နေတဲ့ခင်မောဖြစ်သူရဲ့ဒုံလက်ပတ်ရဟန်းပုံလေးတွေကိုမျှဝေလာခဲ့တာလည်းဖြစ်ပါတယ်ရုပ်ဆောင်နန္နာလိုင်းရဲ့ခင်မွန်ဖြစ်သူဦးစီတီဟာဟာမကြသေးခင်ရပိုင်းကမှလူငယ်ချမ်းသာခွင့်နဲ့ပြည်လဲလို့မြောက်လာခဲ့ပြီးမိသားစုနဲ့ပြန်ဆုံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဦးစိန်တီဟာဟာဈေးကဘာကုမ္ပဏီရဲ့အမွေဆက်ခံသူဖြစ်ပြီးပြီးခဲ့တဲ့2021ခုနှစ်အာနာသိမ့်မှုဖြစ်စဉ်နောက်ပိုင်းမှာဖခင်ဖြစ်သူဈေးကဘာဥခင်လိုင်းနဲ့အတူဖန်စီထိမ့်သိမ်းခံခဲ့ရတာဖြစ်ပြီးပြီးခဲ့တဲ့ဧပြီလ12ရက်နေ့ကမှလူငယ်ချမ်းသာခွင်နဲ့ပြန်လည်လွတ်မြောက်လာခဲ့တာလည်းဖြစ်ပါတယ်သမီး၃ယောက်နဲ့အတူဇနီးဖြစ်သူကိုပါထားခဲ့ရတဲ့ဦးစေတီဟာဟာအခုလိုပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်မှာတော့မိသားစုတွေနေရဲ့ပျော်ရွှင်နေထွေးစွာကြိုးစိုးမှုကိုလည်းခံခဲ့ရတာဖြစ်ပါတယ်။ အချင်းထောင်ကနေလွမြောက်လာခဲ့ပြီးတဲ့နောက်ပထမဦးဆုံးအနေနဲ့ကုသိုလ်ကောင်းမှုတွေကိုဆင်ဆက်မပြတ်ပြုလုပ်နိုင်ဖို့ဒုံလပဝေခါသာသနာပောင်တို့ဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်